ရွေးကောက်ပွဲနိုင်ငံရေးလမ်းဆုံးလက်နက်ကင်နိုင်ငံရေးလမ်းစာ2021အာနာသိမ်းမှုဟာရွေးကောက်ပွဲနိုင်ငံရေးကိုကပြတ်ရပြတ်လိုလိုက်တာနဲ့တူတယ်ပြည်သူတွေယုံကြည်လက်ခံထားတဲ့နိုင်ငံရေးယဉ်ကျေးမှုကိုဖျက်လို့ဖျက်ဆီးလိုလိုက်တာနဲ့တူတယ်တိုင်းပြည်ရဲ့ဂျမာကိုစန္ဒမဲတွေနဲ့ဆုံးဖြတ်နိုင်တဲ့ platform ဟာစစ်ကောင်စီဖျက်လို့ပြတ်သွားပါပြီ။ စစ်ကောင်စီကစပွန်ဆာလုပ်ပြီးပြန်လည်ကျင်းပပေးမယ်ဆိုတဲ့ရွေးကောက်ပွဲရှိလာခဲ့ရင်ပြည်သူလူထုဟာရွေးကောက်ပွဲ ဖြစ်စဉ်ကိုဘလောက်အထိယုံကြည်သက်ဝင်မှာလဲရွေးကောက်ပွဲမှာပြည်သူဟာဘလောက်ထိပါဝင်မှာလဲလူထုယုံကြည်မှုမရှိတဲ့ institution ကကြီးမှုတဲ့ရွေးကောက်ပွဲဟာ လူထုယုံကြည်မှုကိုဘလောက်တိမ်ကြုံရယူနိုင်တော့မှာလဲ လက်ရှိပြစ်ဆုံးပံမြန်မာပြည်အတွက်ရွေးကောက်ပွဲဤဟာအဖြေမဟုတ်တော့လက်နက်ကင်ဤကသာတိုင်းပြည်ကြမှာကို ဖန်တီးနိုင်မဲ့အဖြေဖြစ်နေပါပြီလက်နက်အဖြင့်ဒေါ်လန်တိဆောက်ထားတဲ့နိုင်ငံတွေမှာဘလို့ဖြတ်တန်းမှုတွေကြုံခဲ့တယ်လေအတိတ်သမိုင်းကိုနာနာအတူယူနိုင်မှမြမာပြည်ရဲ့နောင်ရေးဟာချော့ချော့မွေ့မွေ့ဖြစ်နိုင်ပါတယ် လက်နက်ကင်လမ်းစဉ်ဟာအချိန်တစ်ခုရောက်ရင်အကန့်အသတ်ပေါင်းထဲမှာရောက်သွားနိုင်ပါတယ်။ဒီချိန်မှာနိုင်ငံရေးစီရာတိုင်းကိုကောင်းကောင်းထိန်းချောင်းနိုင်ဖို့သိအရေးကြီးပါတယ်။ဒီအတွက်နိုင်ငံရေးဦးဆောင်သူတွေလက်ခံယုံကြည်ထားတဲ့နိုင်ငံရေးရင်ကျေးမှုဟာဘာဖြစ်နိုင်ပါသလဲ။အထွေထွေမကျေနပ်မှုကနေတွန်းပို့လိုက်တဲ့လက်နက်ကင်လမ်းစဉ်ဟာတော်လန်ရေးကာလမှာရေပန်းစလာပါတယ်။ ရွေးကောက်ပွဲအကြောင်းလူတွေသိမပြောကြတော့အာနာသိန်းဖြစ်ရဲ့အစကာလမှာ2020ရွေးကောက်ပွဲရလတ်အတီးပြုပေးဆိုတဲ့ရွေးကြော်သံတွေတွေ့ရတယ်။ယခုမတွေ့ရတော့ငြိမ်သွားပါပြီ။ရွေးကောက်ပွဲအကြောင်းလူမှုကောင်းတယ်မရှိတော့ရွေးကောက်ပွဲဟာအဖြစ်မဟုတ်တော့မှလူမှုဟာနားလည်သွားပါပြီ။လက်နဲ့နဲ့သာအဖြစ်ထုတ်ကြဖို့စိုင်းပြင်းနေကြပါပြီ။ ရွေးကောက်ပွဲနိုင်ငံရေးယဉ်ကျေးမှုဟာစစ်တပ်ရဲ့လုပ်ရကြောင်းပျက်စီးသွားပြီးပြတ်သုံးသွားပြီးရွေးကောက်ပွဲပေါ်လူမှုပြန်လည်ယုံကြည်လာနိုင်ဖို့ခက်ခဲသွားပါပြီအထည်ဆက်မရှိဘူးတဲ့တစိမ့်တယောက်နဲ့ယုံကြည်မှုတိဆောက်ရတာလွယ်ကူနိုင်ပါတယ်သို့တော်တစ္စာဖောက်ဖူးမိတ်ဆွေတယောက်နဲ့ယုံကြည်မှုပြန်လည်တိဆောက်ဖို့ကတော့အခက်ကြီးခက်သွားပါပြီလူမှုဟာ တိုင်းပြည်မှာတပ်မတော်တစ်ခု ရှိတဲ့နယ်ဆိုတာကို လက်ခံခဲ့ပါတယ်။တခုဒီတော့တပ်မတော်အပေါ်မှာယုံကြည်မှုတစုံတရာ ရှိခဲ့တယ်။ရခင်ကပြည့်ယွင်းခဲ့တဲ့ယုံကြည်မှုပေါ်ပြန်လဲစံတစ္ဆယုံကြည်မှုရောင်ကြီးတွေတန်းခါစကာလရောက်တော့မှစစ်တပ်ဟာကိုယ့်ရဲ့အဖွဲ့အစည်းကို ကိုပြန်ဖျက်ဆီးလိုက်ပါတယ်။တိမ်မွေးတဲ့လူဖွဲ့စည်းဟာရန်ကို ရန်ချင်း တုံနှင်းရမယ်ဆိုတဲ့အယူဆတွေ ခေါင်းထဲဝင်သွားတယ်။မျက်လုံးတစ်ဖက်အတွက်မျက်လုံးတစ်ဖက် အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်းပြန်ရမှကျေနပ်နိုင်တော့မယ်။ဒီကျိုးပေါက်သွားတဲ့ယုံကြည်မှုစီးကိုဘလို့ပြန်လဲခြိနှောင်မလဲ။လွယ်လွယ်နဲ့တော့မရနိုင်တော့။အချိန်တိုတွင်းတော့ပြန်မရနိုင်ပါ။ညမာပြည်အတွက်အရင်နည်းဟာတိတ်ကြီးသွားပါပြီ။ပိစက်မှုကြီးကြီးပိစက်ပါလို့အခြေအနေကတောင်းဆိုနေပါပြီလွတ်လပ်မှုဟာ အလကားမရတော်လန်ရေးဖြစ်စဉ်ကြီးတစ်ခုလုံးဟာလူအလုံးကို ဖြည်နေရတဲ့စာမေးပွဲပါမြမနွေဦးတော်လန်ကြီးဟာမြမလူရုတို့ရဲ့ခန္ဓာယီနဲ့ကိုကျင့်ကိုစမ်းသက်နေတဲ့စမ်းသက်ခန်းကြီးပါဒီဖြစ်စဉ်ကတော်ယုံနဲ့ပြီးဖို့မလွယ်ပါဘူးအတိတတိနဲ့ကိုကျင့်အားတွေဖြည့်ဆည်းပြီးရှေ့ဆက်နိုင်ဖို့သာကံကြမ္မာဖြစ်တော့ပါတယ်ခမညာ